ှင်လက်လက်ငရဲကြသူလောကမှာထူးထူးခြားခြားအရာများဟာတခါတည်းမှာဖြစ်ပေါ်လာကြတယ်အမြဲတမ်းတော့ဖြစ်တာမဟုတ်ဘူးအဲ့ဒီထူးထူးခြားခြားဖြစ်ပေါ်လာတဲ့အခါမှာလူတွေဟာမယုံကြည်နိုင်လောက်အောင်ဖြစ်တတ်တယ်ပေါ့ ဒီကနေ့ခင်မှလည်းပဲရှိမှမယုံကြည်နိုင်လောက်တဲ့အဖြစ်ပြက်တွေဆိုတာရှိလာတတ်တယ်။ရသော်ဗျာဟောကြားတဲ့950ဇတ်တော်တွေထဲမှာကြည့်လိုက်လို့ရှင်အရှင်လက်လက်ငရဲကြသူလို့ဆိုနိုင်တဲ့ပုဂ္ဂိုလ်တူတွေ့ရသလိုပဲအရှင်လက်လက်လက်ပြရောက်သွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ပေါ့အဲ့ဒါတွေဟာကနေ့ခင်အမြင်နဲ့ပြောမယ်ဆိုရင်တော့မဖြစ်နိုင်ဘူးလို့ငြင်းကောင်းငြင်းနိုင်လိမ့်မယ်။သို့သော် လက်တွေ့ပြနိုင်တာတော့မဟုတ်ဘူးစာထဲမှာမှတ်တမ်းတင်ထားတာမှတ်တမ်းတင်ထားတာဟာယမယံကဒီမရှိပဲနဲ့ဒီပုံပြင်သဘောမျိုးပြောတာမျိုးတော့မဟုတ်ဘူးလောကမှာထူးထူးခြားခြားယမယံကဖြစ်လာတတ်တယ်ဆိုတာဂိဏိခေတ်မှာလည်းမယုံကြည်နိုင်လောက်တဲ့အချက်တွေရှိတယ် ကနေ့ခေတ်ပေါ်ရေးထားတဲ့ထဲမှာပဲတချို့လူတွေဟာမိန်မောသွားတဲ့အချိန်မှာငရေရောက်သွားတဲ့လူတွေရှိတယ်။ရဲ့အတော်ကြာမိန်မောပြီးတော့ပြန်ပြီးတော့တတိလဲလာတဲ့အခါမှာနော်ပြန်ပြီးတတိလဲလာတဲ့အခါမှာသူပြန်ပြောပြတာလေသူဟာပဲရောက်ခဲ့တယ်ဆိုတာမျိုးပြန်ပြောပြတယ်ဇလန်းလေးတွေရှိတယ်ပေါ့အဲဒီလိုမှတ်တမ်းလေးတွေရှိတာကိုထောက်မယ်ဆိုလို့ရှိရင်တော့ ီအရှင်လက်လက်ငရဲကြတယ်ဆိုတာလေမရှိဘူးလို့မပြောနိုင်ဘူးဘာကြောင့်လဲလို့ဆိုရင်အရှင်လက်လက်နတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေကလည်း950မှာပေါ်ပြထတာရှိတယ်သို့တော့လူသားတယောက်ကနတ်ပြည်ရောက်သွားလို့နတ်ဖြစ်သွားတာတော့မဟုတ်ဘူးလူသားဟာလူသားပဲဒါကတော့ဒီတက်ရှိတရားတွေတူအနေနဲ့အခုခဏိခေတ်မှာဆိုလို့ရှိရင် အရှိကျွန်းနောက်ကျွန်းတောင်ကျွန်းမြောက်ကျွန်းလို့ပြောနိုင်တဲ့ကျွန်းကြီးလေးကျွန်းဆိုတာအဲ့ဒီကျွန်းကြီးလေးကျွန်းကိုဒီကနေ့ခေတ်အယူဆပြောမယ်ဆိုလို့ရှင်ဂျပန်နိုင်ငံကိုအရှိကျွန်းလို့ယူဆပြီးတော့အမေရိကန်တို့ကိုနောက်ကျွန်းလို့ယူဆအိန္ဒိယနဲ့ဒီဘက်နိုင်ငံတွေကို တောင်ကျွန်းလို့ယူဆပြီးတော့ဟိုးမြောက်ပိုင်းက မြောက်ဝင်ရိုးစွန်းတဲ့ဒီတဲ့နိုင်ငံတွေကိုမြောက်ကျွန်းလို့ဒီလိုယူဆပြီးတော့ရှာတွေးသမျှပြောကြအရေးကြတဲ့စာတွေလည်းရှိတယ်ပေါ့နော်အဲ့တော့လူပြေဆိုတာမြို့တောင်ခပန်းမှာရှိပြောမယ်ဆိုရင်စာပေအရာပြောကြမယ်ဆိုလို့ရှိရင်မြို့တောင်ဆိုတာဒီကဘာပြေကြီးတစ်ခုလုံးမှာအမြင့်ဆုံးနေရာကိုမြို့တောင်လို့အဲ့တော့မြို့တောင်ကြီးရဲ့ ခပန်းမှာလူပြေဟာရှိတယ်လို့ဆိုတယ်။မြို့မတောင်ထိပ်မှာနတ်ပြေရှိပြီးတော့မြို့မတောင်ရဲ့အောက်ခြေပင်လယ်ထဲမှာအတုရနတ်ပုံရှိတယ်လို့သူတို့ဆိုတယ်။တရဝရီရဲ့အသက်ရှင်တည်နေမှုဆိုတာလွန်ထူးခြားတယ်ထူးဆန်းတယ်။ဒီနေ့ခေတ်တည်းမှာ UFO ဆိုပြီးတော့နော် unknown flying object ဆိုတာ ယူအပ်ဖို့အနုဖလိုင်းအော့ဘ်ဂျက်ဆာမြင်တဲ့လူတွေကမြင်လိုက်ကြတယ်သို့တော်လည်းခဏိအထိအတိပြုတာတော့မရှိဘူးပေါ့နော်ပကံပြားပြန်ဆိုပြီးတော့ပြောနေကြတယ်အဲ့တော့လောကကြီးဟာထူးဆန်းတာတွေတော့အများကြီးရှိတာပဲအများကြီးရှိတဲ့အချိန်မှာ950ဇတိထဲမှာဖတ်ကြည့်လိုက်မယ်ဆိုရင်အရှင်လက်လက်နေရကြသွားတဲ့လူတယောက်ရဲ့ဇာလံကတော့တော်တော်ထူးဆန်းနေသူဟာ အချင်းကြကြငရဲဒုက္ခခံရပြီနောက်ဆုံးတော့လေငရဲမှဆက်ပြီးတော့တေဆုံးသွားတာတော့ဖြစ်ရဖြစ်ဖြစ်တယ်ပေါ့အရှင်လတ်လတ်ငရဲရောက်တာသူတယောက်တည်းနဲ့မကဘူးနောက်တူလည်းရှိသေးတယ်အဲတော့လောကကြီးဟာအဖြစ်အမတန်မှထူးခြားတယ်လို့မယုံကြည်နိုင်လောက်တဲ့အဖြစ်ပြက်တွေဟာရှိလာခဲ့အဲတော့ဒီနေရာမှာလူသားတယောက်ဟာလက်ပြေရောက်သွားပြီဆိုလို့ရှိရင် နတ်ပြည်ကယာတိဥရုနဲ့လူပြည်ယာတိဥရုတူညီမှုမရှိဘူးတူညီမှုမရှိတော့လေသူတို့လုတ်ခဲ့တဲ့ကံစွမ်းအားတွေဆိုတာရှိတယ်ကံစွမ်းအားရှိသည့်အတွက်ကြောင့်ဆရာယာတိဥရုနဲ့တင့်တော်တဲ့အချိုးကျနော်ယာတိဥရုနဲ့မျှတပြီးကြာရှိစွာနေသွားနိုင်တဲ့အနေအထားမျိုးတွေလည်းဖြစ်လာတယ် လူသားထဲမှာတပ်ပြေမှာတော်တော်ကြောင်းအောင်နေတဲ့လူသားတယောက်အကြောင်းကိုတော့မန္တာတုဆိုတဲ့စကြဝဠာမင်းကြီးလို့ပြောတာအဲ့ဒီမန္တာတုဆိုတဲ့စကြဝဠာမင်းကြီးဟာလူရဲ့တက်တန်းအသင်ခြေကြီးအောင်ရှေ့ကြတယ်အဲ့ဒီခေတ်ကလာမှာလူပြေမှာလူတွေရဲ့ကောင်းကောင်းအာယုံချမ်းသာတွေနဲ့တင့်တင့်ရောက်ရဲခြင်းမရှိသည့်အတွက်ကြောင့်သူဟာ ်တပည့်ကိုတက်သွားတယ်။တပည့်တက်သွားတော့သူရဲ့ဘုန်းရှင်ကံရှင်ကြောင့်တရားမင်းကြီးကခရီးချူတယ်။အဲ့တော့နတ်ဆိုပေမဲ့လို့နတ်တွေဟာလူတွေကိုလေးစားတယ်ဆိုတာလည်းပဲစာပေထဲမှာရှိတယ်။တရားမင်းကြီးကဥယျာဉ်ထွက်တော့မယ်။ဝေစံတရထားကြီးပေါ်တက်တော့မယ်ဆိုရင် လူပြည်ဘက်ကိုလှည့်ပြီးလဲဟုတ်ချီတယ်သူက။လေးစားတယ်ပေါ့။လူတွေကိုလေးစားတယ် လူတွေကတော့နတ်ရှိခိုးနတ်ကအဲဒီမှာလူပြန်ရှိခိုး။ဘာကြောင့်လေးစားတာတော့ဘု து ကိုရှိခိုးတာတော့လို့မေးတဲ့အခါရေကဟတ္တပုံညကရာသီလဝန်တော်ဥပတကဓမ္မိနတရံပောတင်တိတေနမတာမိမန္တလိမန္တလိနတ်သားရဲ့အမေးကိုတရားမင်းကြီးကဖြေတာမိသားစုဘဝမှာနေပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်နေကြတယ်တဲ့ တရားသဖြင့်ရှာကြံပြီးတော့မိသားစုကိုကြွေးမွေးနေကြတိလာရှိတယ်ဘုရားတရားတန်ခါယရဏသုံးပါးစိကတ်ကိုးကွယ်တယ်အဲ့ဒီဥပဒ္ဒကာတွေကိုငါလည်းအုပ်ချိတာလို့ဟောအဲ့ဒါတွေလည်းပဲမတန်းနဲ့မှရှိနေတော့မဟုတ်ပဲနဲ့တော့ဒါတွေကရေးထားတာမရှိမဟုတ်ဘူးเนาะစိကတ်တော်ထဲမှာဒီလိုမတန်းနဲ့မှရေးထားတယ်လူသားတွေရဲ့အစ်မြင့်မှုကိုရေးထားတယ် အဲ့မှာမန္တုဆိုတဲ့စကြဝဠာမင်းကြီးဟာတတန်းကလည်းလွန်ရှည်တော့ဓာပြေရောက်သွားပြီဓာပြေရောက်သွားတဲ့အခါသူ့ရဲ့ပုံမှန်သဏ္ဍာန်အခြေအနေတွေဟာလည်းပဲပြောင်းလဲကောင်းပြောင်းလဲသွားနိုင်တယ်ပေါ့သူကတတန်းအလွန်ရှည်သည့်အတွက်ကြောင့်သူဓာပြေမှာနေတဲ့အချိန်တရားမင်းကြီးကခေဥချိုဆိုချိုပြီးဒါပရိနာဓာပြေကိုတဝက်စီခွဲအောင်တယ်လို့ဆိုတယ်အဲ့ဒီခွဲအောင်တာကိုသူက အဲ့ဒီလိုအုပ်ချုပ်နေတဲ့အချိန်မှာတရားပေါင်း36ရောက်ပြီးဆုံးသွားခဲ့ပြီနော်သူကမတည်သေးဘူးအဲ့လိုတက်တန်းရှည်တဲ့ဘဝမျိုးလည်းရှိတတ်တယ်အေးလူတွေကထူးခြားလာပြီဆိုလို့ရှိရင်နတ်တွေလည်းသာအဲ့ဒီလိုတရားပေါင်း36ရောက်ပြီးဆုံးသည့်အထိသူကမတည်ပဲနဲ့နောက်ဆုံးမှသူလောဘကိုအရှိန်မသတ်နိုင်ဘူး သူနဲ့ပူးတွဲပြီးတော့ဥဒ္ဒေတရားစီကသူကအာနာတိတ်မှုစိတ်ကူးလာအဲ့ဒီမှာသူအမားပဲတော်ရိသနတ်ပြည်ကိုသူတယောက်တည်းအုပ်ချုပ်ခြင်းနဲ့ဟိုကလည်းကန်တဲ့မက်အစ်စ်ကိုအဲ့ဒီမှာသူ့ရဲ့ဒေါသအကုသိုလ်ကလောဘအကြောင်းပြုပြီးတော့ဒေါသနတ်ပြည်ကိုတူတဲ့အုပ်ချုပ်ခြင်းနဲ့ဆိုတာလောဘ တရားမင်းလက်ရှိအုပ်ချုပ်နေတဲ့တရားမင်းကိုရှင်းပြချင်တာကဒေါသလောဘဒေါသဆိုတဲ့အကုသိုလ်ကသူ့ကိုကျိုးပိလိုက်တာချက်ချင်းဘုံတကိုးကြီးရောကြပြီးလူပြပြန်ရောက်သွားတယ်အဲ့ဒီမှာပဲသူဟာတည်ဆုံးသွားဒီလိုဆိုဒါမန္တတုဆိုစကြဝဠာမင်းကြီးဟာလူပြကနေပြီးနတ်ပြရောက်ပြီးတော့အုပ်ချုပ်သွားတယ်ဆိုတာမှတ်တမ်းရှိတယ်ပေါ့အဲ့ဒါလိုပဲ ခုတ်တိလဆိုတဲ့ဆောင်းသမားဟာဖះလောင်းပဲဆောင်းပညာအထွတ်ထိပ်ရောက်အောင်တက်ထားတာတပည့်လို့သူကစိန်ခေါ်တော့စိတ်ညစ်တယ်ပေါ့သူကလည်းအကုန်သင်ပေးလိုက်တော့တပည့်လို့သူကငငယ်ရွယ်ရွယ်ဆိုတော့တပည့်နဲ့ပြန်တီးရမယ်ဆိုတော့သူကမရှင်းနိုင်တာပါတော့ဆိုရင်ရုပ်ရည်ကမရှင်းနိုင်ဘူးလေဆရာကအသက်ကြီးပြီးအိုးနေပြီတပည့်ကနုနုပြူပြူ စတိုင်ကြကြနဲ့အတိပြိုင်ရမယ်ဆိုရင်ဆရာဘယ်လိုမှတပည့်ဘူးမရှင်းဘူး။ तू တင်ပေးလိုက်တဲ့ဟာတွေကလည်းအကုန်တက်ပြီးသား။ तू ပုံစံအကုန်တီးနိုင်တာဆို။ तू ကစိတ်ညစ်ပြီးတော့သူ့ကိုယ်သူပေးဖို့ပဲစဉ်းစားတဲ့အချိန်မှာနှက်ကနေပြီးတော့ကဲမပြီးတော့ပြိုင်ပွဲကို तू ကအနိုင်ရလိုက်တယ်ပေါ့။အဲ့ဒီအချိန်မှာစောင်းတီးပြိုင်ပွဲအပြေးမှာတရားမင်းကသူ့ကိုဖိတ်ခေါ်သွားတယ်လို့ဆိုဆိုတယ် ဖိတ်ခေါ်သွားပြီသူလည်းအရှင်လန်းလန်းလက်ပြည့်ရောက်သွားတယ်။ဟောနောက်တစ်ခါနေမိမင်းကြီးဆိုတာလည်းပဲအရှင်လန်းလန်းလက်ပြည့်ရောက်သွားတယ်ဆိုတာမှတ်တမ်းလေးရှိတယ်။ဒါရီမကဘူးတာရိဏဇတ်တာရိဏမင်းကြီးကိုလည်းပဲနတ်တွေကတွေးကျင်လို့ဆိုပြီးတော့နတ်တွေကလာပြီးတော့ပင့်ခေါ်သွားတယ်။တာရိဏမင်းကြီးကလည်းပဲအရှင်လန်းလန်းလက်ပြည့်ရောက်သွားတယ်။အဲ့ဒါလို့ အရှင်လက်လက်နတ်ပြည့်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေဟာမှတ်တမ်းနေရှိတော့အရှင်လက်လက်ငရဲရောက်တဲ့လူမရှိဘူးလို့ညင်းမို့ရခက်ပြန်တယ်ပေါ့နော်မတူညီတဲ့ဒေသတွေမတူညီတဲ့ပုဂ္ဂိုလ်တွေဟာရောက်သွားနိုင်တာပဲကောင်းမြတ်တဲ့ထူးခြားတဲ့ကံကြမ္မာတွေကြောင့်နတ်ပြည်ကိုရောက်သွားတယ်လို့ရောက်သွားတဲ့အခါသူတို့ရဲ့ကံစွမ်းအားနဲ့ရာဒီဥရုဒ္ဒံတို့ ဘာလို့ခန္ဓာကြီးင်းနေပြောင်းလဲပြီးတော့ဖြစ်ပေါ်သွားပြောင်းလဲပြီးတော့ဖြစ်ပေါ်သွားအဲ့ဒါနဲ့ပဲနတ်ပြည်မှာတတန်းရှိကြတာအေးလူတွေသာနတ်ပြည်ကိုရောက်ဖို့ရမဟုတ်ဘူးတရားမင်းကြီးမကားလူလင်တော်ကသုစတာဆိုတဲ့ဇနီးဟောင်းဟာချောင်းမြောင်းကြားမှာပြိုင်မာလေးဖြစ်နေတာအနည်းပဲတရားမင်းရဲ့အစွမ်းနဲ့ နတ်ပြည်ကိုခေါ်သွားလို့သူလည်းနတ်ပြည်ရောက်တဲ့ဂျိုင်းကလေးပဲပေါ့အဲ့ဒီလိုအရှင်လက်လက်နတ်ပြည်ရောက်သွားတယ်မှတ်တမ်းတွေကရှိတာနော်ရှိတော့အခုဒီကနေ့တော့ထူးထူးခြားခြားမိတ္တဝိနကဆက်ဆိုတာအရှင်လက်လက်ငရဲရောက်သွားတယ်ဒုတိယ950ဆက်ထက်မှာ400နဲ့36ခုမြောက်ဖြစ်တဲ့ဆက် ဇာတကတွေဟာမြတ်စွာဘုရားဟောကြားပြီးတော့မတန်းတင်ထားတဲ့ဇာတကတွေဟာ950ရှိတယ်950လို့ဒီလိုခေါ်လို့လည်းအောင် ပြောတော့လည်းပဲဒီကနေ့ပါဠိစာပေမှာ940နဲ့90 940နဲ့90ပဲရှိတယ်950မပြည့်ဘူးပေါ့နော်၄၀90 30လုံးနေတယ်အဲ့ဒါကို ပကံက950စင်ကွင်းနေဆိုတာရှိတယ်။ပကံဖျားတွေမှာ950စင်ကွင်းနေမှာဇက်30ဖြစ်ပြီးတော့950အပြည့်ထိုးထားတာလည်းရှိတယ်လို့စာအုပ်တွေမှာဖတ်ရတယ်ပေါ့နော်။ပကံရောက်တဲ့အခါလေးလာကြည့်ပေါ့။ဇာတကစင်ကွင်းနေရှိတယ်။ရွှေစည်းကုံမာလာအနန္တမာလာတခုရှိပေါ့နော်။အဲ့ဒီလို့ မှန်50ဆိုရက်ဇတ်တည်းရှင်းရခင်ကလေးကအခုလို့မှတ်တမ်းရှိလာတယ်ထင်မယ်ထူးထူးခြားခြား39ခုမြောက်ဖြစ်တဲ့မိတ္တဝိနကဆတ်မှာဒီပုဂ္ဂိုလ်ဟာအခုသူအလွန်ကြီးမားပြီးတော့အရှင်လက်လက်ငရဲရောက်သွားဘူးတယ်ကဲရောက်သွားရတယ်ပေါ့သူဟာမိဘစကားကိုနားမထောင်နဲ့ ုခက်တဲ့လူငယ်တယောက်ပဲကဲသူဇလန်းလေးကိုစပြီးတော့ကြည့်အောင်ဒီဇလန်းဖြစ်ပေါ်လာတာဂေါရမဗုဒ္ဓရဲ့လက်ထက်မှာတော့မဟုတ်ဘူးကတ္တဗဗျာရဲ့လက်ထက်ကကတ္တဗဗျာပွင့်နေတဲ့အချိန်ဗရဏတိပြီးမှဂရေ80ကျင်းသွားတဲ့တထေကြီးရှိတယ်အဲ့ဒီတထေကြီးမှာတာတူချုံကားတယ် ဒီသားလေးကိုမိတ္တဝိနကလို့နာမည်ပေးထားအဲ့ဒီပါရဏတိကတထေးကြီးနဲ့တထေးကတော်ကြီးတို့ဟာဖရာတရားကိုကြီးညိုလို့ကတ္တဝဖရာကိုကိုယ်ကိုယ်ဆီကတ်တဲ့ဥပဒကလေးဖြစ်ပြီနောက်ဆုံးမှာဖရာတရားတော်ကိုနာပြီးတော့သောတပန်ပုဂ္ဂိုလ်တွေဖြစ်ကြပြီးခါတွေကအလွန်ကောင်းတယ်သောတပန်ဖြစ်နေကြအဲ့ဒီအချိန်မှာလူတွေရဲ့တတန်းကိုကြီးလိုက်မယ်ဆိုရင်အနှစ်1000တန်းလို့ခေါ်တယ် အသက်2000ထီအောင်ရှိအဲ့တော့အသက်2000နဲ့မှတတန်းရှိပြီမဲ့လို့လူတွေရဲ့စိတ်ဓာတ်ဇယိုက်ဝါဒနာဆိုတာပြောလို့မရဘူးเนาะဆုတ်ကတ်မှာဆိုးလာတယ်လို့လည်းပြောလို့မရဘူးဥယျပြားလာတာလို့တော့ပြောလို့ရတယ်ပေါ့เนาะဆုတ်ကတ်မှာဆိုးလာတယ်လူဆိုတာလူပဲဘယ်ခေတ်ကလူပဲဖြစ်ဖြစ်အဆိုးနဲ့အကောင်မမျိုးရှိကြလား တတန်းရှိတဲ့လူတွေမှာလည်းလူဆိုးကတော့ရှိတာတတန်းတူမှ လူဆိုးတွေရှိတာမဟုတ်ဘူးသို့တော့တတန်းတူတဲ့အချိန်မှာလူဆိုးဥယေကရာခိုင်နှုန်းများလာတာလို့တော့ပြောလို့ရတယ်နော်အရင်တုန်းကအလွန်နှဲပါတယ်အခုတဖြည်းဖြည်းရာခိုင်နှုန်းတိုးတက်များပြားလာတယ်လို့တော့ဆိုလို့ရကတော့ဘုရားဖွင့်နေတဲ့အချိန်တဏ္ဍာန်ရှိတဲ့အချိန်မှတောင်မှပဲ မိတ္တဝိနကဆိုတဲ့လူငယ်ဟာမိဘစကားကိုနားထောင်တရားတရားမရှိဘူးကိုချင်းသီလနဲ့မပြည့်စုံလူငယ်လူရပြီးပြီးပြောပြော နေတယ်မိဘပြောတဲ့စကားလုံးဝနားထောင်အဲ့ဒီလူချစ်ကံကံနေတဲ့လူငယ်တယောက်နောက်ဆုံးမှာဖခင်တထေကြီးမျက်ွက်ပြုတ်သွားတဲ့အခါတထေတော်ကြီးတူတယ်ပဲချင် ဆုံးမတယ်တထေတော်ကြီးကအမေဆိုတာဒီအဖေတဲ့အာသမီးတွေကိုပိုချစ်တတ်တယ်ပေါ့ရေကုန်ရအားဖြင့်ပြောမစို့ပိုချစ်တတ်တယ်ပိုချစ်တတ်တာသမီးတွေကလည်းပဲအမေနဲ့အဖေဆိုရင်အဖေကိုနည်းနည်းကြောက်တယ်အမေကတဲကမီးဘီယုံဆိုင်ချင်ဘူးအဲ့တော့ဒီမိတ္တဝေရကဆွဲကောင်းအောင်အမေပြောတာလုံးဝနားမထောင်အမေကတော့ သူ့ဖေမရှိတဲ့နောက်သူ့သားလေးကိုလိမ်မာစေချင်တာပေါ့ဒါထုံးတယ်မဲဒူဆိုရဒီတိုင်းပဲကိုသားလေးလိမ်မာစေချင်တယ်ငါသားရဲ့ကြောင်းသွားပါဖះကြောင်းသွားပြီးတရားနာပါအလှူဒါနတွေလုပ်ပါတိလာတွေစောင့်တည်ပါတရားဓမ္မနာပါလိမ့်လိမ့်ပါမှနေစမ်းပါနဲ့နားချနားမထောင်နားမထောင်နားမဘလောက်ပြောတာတော့ဆိုခမရကြီးပြဇက်ပိတ်ထား မပြောနဲ့အဲ့ဒါလိုနေမယ်ဆိုရပုံစံမျိုးပြန်တယ်အဲ့ဒီအပြောမျိုးကိုဘုန်းကြီးတို့တခါတော့ကမိရထားနဲ့ခီးသွားနေတဲ့အချိန်မိရထားနဲ့ခီးသွားနေတော့ဘူတာလေးတစ်ခုဈာဘူတာတစ်ခုမှာမိရထားရက်တယ်ရက်တဲ့အခါမှာစင်စင်ရဲ့လောက်ကင်စားတော့ပြီးဈေးရောက်နေတဲ့တာမိနှစ်ဦးအမေနဲ့သမီးနဲ့စကားများနေတဲ့သဘောရှိတယ် ဘုန်းကြီးတို့ရက်တဲ့တွဲနဲ့သွားပြီးတော့အံကြပံကြနော်အံကြပံကြဆုံးသူ့မိရဘာပြောတယ်တော့မသိဘူးမကြလိုက်ဘူးခတ်တိုးလို့ဆိုတော့အဲ့တော့သမီးလောက်တဲ့ပုဂ္ဂိုလ်နဲ့ဆောင်းထိုးပြီးတော့ရှာမရှိနဲ့တော်လုတ်စားတာတော်လုတ်တာကိုစားတာမဟုတ်ဘူးတော်လုတ်စားစားနေတာမဟုတ်ဘူးကိုယ့်အကိုရှာစားတာရှာမရှိနဲ့ပါဇပိတ် အဲ့တော့အမေလုတ်တဲ့ပုဂ္ဂိုလ်ကုတ်ကုတ်ကလေးထိုင်နေတာကိုမြင်ခဲ့ရတယ်စိတ်မကောင်းစရာဒါကနေခေနော်ခနေခေတော့မရှိဘူးလို့ပြောလို့မရဘူးလေအမေပြန်អော်တာ၄ញ៉ៃရှိတာပဲပြန်អော်ယုံနေမှာဘူးခုဆိုလို့ရှိရင်ဒုက္ခပေးတာ၄ထည့်အောင်ရှိတယ်အခုမိတ္တဝိနကလည်းပဲကတ္တဗ္ဗဘုရားလက်ထက်မှာအဲ့ဒီလိုအမေပြန်អော်တဲ့အစားတွေမှာပါတယ်ဘာမှလာမပြောနဲ့အကြမ်းရှိဘူး သူ့အမေပစပိတ်တော်ပြောတယ်အမေကတော့မလျှော့ဘူးငါသားရဲ့ဒီနေ့ဥပုံနေ့မင်းကြောင်းသွားလိုက်ပါမင်းကြောင်းသွားလို့ရှိရင်ငါဝေတထောင်ပေးပါမယ်ငါသားကြောင်းသွားလိုက်ဟောငွေတထောင်ပေးမယ်ဆိုတော့သူဟာခေါင်းငိတ်တယ်အဲ့ဒါကြောင့်ငွေရချင်တာကိုခေါင်းငိတ်ပြီးတော့ကြောင်းသွားတယ်သူ့မေကတော့ ဩအကြောင်းရောက်သွားရင်တော့ငါသားဒိမ့်ပါသွားမှာပဲစိတ်တွေပြောင်းသွားမှာပဲသူတို့ထင်အေးကြောင်းသွားပြီးတော့တနေရာမှာတရားသာမကြားရမယ့်နေရာသွားပြီးတယောက်တည်းအဲ့ဒီမှာအိတ်ပြီးတော့မနဲ့မိုးလင်းတော့ပြန်လာခဲ့တယ်ရှင်တို့ကဥပုသ်ဆောင်တယ်ဆိုတာဟာကြောင်းသွားပြီးတော့တညလုံးနေချမနဲ့မိုးလင်းမှပြန်လာအဲမနဲ့မိုးလင်းတော့ပြန်လာသူ့မိရတော့ဆွန်နေဟင်းနေချက်ထားတယ် ငါသားလိမ်မာလာပြီ။ညာတရားဟောဖို့ကြီးပြင်းပြင်းပင့်လာမှာ။အဲ့တော့ပင့်လာတဲ့အခါမှာဆွန်တက်ဆရာရှိအောင်ဆိုပြီးတော့အမေကကြိုတင်ပြင်ဆင်ချက်ပြုတ်ထား။ဟိုလဲရောက်ရသူတယောက်တည်းပေါက်လာ။ပေါက်လာတာနဲ့ဘယ်နဲ့လဲငါသားတရားလေးနာပြီးတရားဟောတဲ့ကိုယ်တော့မပင့်ခင်ဘူးလား။ဘာလို့ဖို့လဲပေါ့။ခါတိုင်းပြောနေကြအတိုင်းပြောပြီး ခမကြီးငွေတိငွေတထောင်ပေးမယ်ပေးငွေပေးပေးပါမယ်မင်းစားလိုက်ပါအောင်ညာဥပုပ်ဆောင်ထားတာစားနေအားမရဘူးငွေယူပြီးမှစားဩငွေတထောင်တော့ကိုသူ့ရှေ့မှာချပေးချပေးပြီးတော့ကဲစားစားဟောဒီမှာငွေတထောင်အဲ့ဒီကြမှာမင်းသားစားတယ်ငွေတထောင်ရတဲ့အခါသူကစီးပွားရေးတမစီးပွားရေးလည်းရှားချင်တာငွေတထောင်ကိုအရင်နှိမ့်လုပ်ပြီးတော့စီးပွားလုပ်တယ် မကြခင်မဲ့သူက30လောက်ရသွားတယ်အမြတ်စီးပွားအရှာတော့အကောင်းသားပဲငွေတစ်ထောင်ကိုအရင်နေ့ပြုတ်ပြီးရှာလိုက်တော့မကြခင်မဲ့30ရသွားအဲ့ဒါသူကအားတက်သွားသူ့မိရဖြစ်တယ်ငါသားရဲ့ဒီအိမ်မှာရှိတဲ့ပစ္စည်းတွေကမင်းပစ္စည်းပဲဘာလို့ရှာနေမှာလဲမရှာနဲ့မင်းလူကျင်နာလူကျောင်းသွားသီလဆောင်တည် တရားဓမ္မနာအဲ့ဒီအလုပ်ပဲလုပ်ပါမယ်စီးပွားမရှာချင်ပါနဲ့လို့ပြောမရဘူးနော်ရှာမှာပဲဝေသိန်း20လောက်ရလာတဲ့အခါကျသူမလုပ်လေဒီနိုင်ငံမှာစီးပွားရှာရတာတက်ပို့ပြီးတော့ပင်လေခီးဖြတ်တန်းပြီးတော့နိုင်ငံရာခြားတိုင်းတစ်ပါးသွားပြီးအယောင်းဝယ်လုပ်မယ်ပေါ့အဲ့ဒီတော့ကကုံတယ်လှေကြီးတွေရှိတယ်ပေါ့ ပင်လေကံယူတန်းကုံတဲ့လှေကြီးတွေနဲ့သူလိုက်မယ်။ပင်လေခင်းကြီးကိုဖျက်တယ်။အမေလို့သူကတားတယ်။အမျိုးမျိုးဖျက်တယ်။ငါသားမသွားပါနဲ့။ပင်လေဆိုတာအမတန်အန္တရာယ်များတယ်။မုံတိုင်းနေလည်းရှိတယ်။ပင်လေဆိုတာကမ်းမမြင်နမ်းမမြင်။ပင်လေတဲကသရဝအလွန်ဆိုးတယ်။အဲ့တော့ဒီလောက်ပိုက်ဆံနေပေါ်နေတာမင်းအတွက်ပဲမရဘူး။ တော့သူရှာမယ်ဆိုပြီးတော့အဲဒီမှာသင်္ဘောတက်သွားတဲ့အခါအမေလုတ်တဲ့ပုဂ္ဂိုလ်ကလက်ဆွဲပြီးတော့အတင်းတားတာအတင်းတားတဲ့အခါကျတော့အမေကိုထိုးချိတ်တွန်းလှဲပြီးတော့ထွက်သွားနော်အဲအားချင်းမမျှတော့အမေလုတ်တဲ့ပုဂ္ဂိုလ်ကဒီတိုင်းပဲစိတ်မကောင်းနဲ့ကြံရစ်တယ်ပေါ့သွားရောသင်္ဘောပေါ်တက်သွားနော်အဲ့ဒီလိုလုတ်သွားဝေးတယ် ဒါကသဗ္ဗဘုရားလက်ထက်ကလူငယ်တယောက်ရဖြစ်ဖြစ်အေးသင်္ဘောဘောတက်သွားပြောတဲ့စကားနောင်တော်မူဟုတ်မိဘကိုစောကားရိုက်ပုတ်ထိုးချိတ်ပြီးတော့သင်္ဘောတက်သွားသင်္ဘောထွက်လို့ပင်လေကြီးကိုဖြတ်တဲ့အခါအဲ့ဒီခေတ်ကဖြစ်နေကြသဘောတရားတွေပေါ့နော်ပင်လေထဲမှာသူတို့သွားတဲ့လေသင်္ဘောကြီးဟာ မရွေးရှားပဲနဲ့ကြောက်ချထားတယ်လို့သင်္ဘောကြီးကရှေ့ကိုသွားလို့မရဘူးဆိုတဲ့အနေထားမျိုးရောက်လာအဲ့ဒါလို့ရောက်လာလို့ရှင်အဲ့ဒီခေတ်ကတော့ပင်လည်းနတ်တွေပူဆော်ကြပတာကြပေါ့ဒါမှမသိတာဟုတ်အဲ့ဒါတွေမကဘူးဒီသင်္ဘောပေါ်မှာမကောင်းတဲ့လူတယောက်ပါလာတယ်လူယုံမှပါလာတယ်အဲ့ဒီလူယုံမှမဲချမယ်ဆိုတော့ သိမောပေါ်မှာပါလာတဲ့လူတွေမဲချမကောင်းမှုအကုသိုလ်ကြီးမားတဲ့လူတယောက်ကြောင့်အများဒုက္ခမရောက်စေခြင်း၊ကဲအလုံးမိုင်းနေရမယ်။မဲနိုင်တဲ့အခါပြန်ပြန်ပြီးတော့သုံးချိန်တည်တည်နိုင်တာသူ့ကြီးပဲမဲရပေါ့။နော်သူ့ကြီးပဲမဲရပေါ့တဲ့အခါကျကဲမင်းထိုင်နဲ့မင်းခံမဲဆိုပြီးတော့တင်မောပေါ်မှာဆင်းနေပါလာတဲ့ ဖောင်လေးကိုအောက်ချပေးပြီးတော့အဲ့ဖောင်ပေါ်တင်ပြီးသူ့ကိုမျောထားခဲ့ကြ။ခလင်းတင်မောကြီးကဆက်ပြီးတော့ရွက်လွင်ထွက်သွား။သူနဲ့ဝေးတဲ့ဝေးသွား။သူကတော့ရှေးချောင်းတင်ရမျော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 ပြီးတော့သွားတယ်။နောက်ဆုံးမှာပင်လေတဲ့ဆိုတာကျွန်းလေးကြောက်ဆောင်လေးတွေရှိတတ်ပေါ့။အိန္ဒိယနိုင်ငံကပင်လယ်ပဲဖြစ်ကောင်းဖြစ်ပါလေအိန္ဒိယသမုဒ္ဒရာပဲဖြစ်ကောင်းဖြစ်လေ အဲ့ဒီမှာကျွန်းလေးတကျွန်းပင်လေးတွေကကျွန်းဆိုတာအိန္ဒိယနိုင်ငံမှာလည်းကျွန်းတွေအများကြီးရှိတာဟုတ်နော်ခရိခေတ်မှာဆိုလို့ရှိရင်အိန္ဒိယတောင်ပိုင်းမှာမော်လဒိုက်ဆိုတဲ့နိုင်ငံရှိရလေမော်လဒိုက်ဆိုတာမာလာဒီပမာလာဒီပဆိုတဲ့နာမည်ကိုခေါ်လိုက်တဲ့အခါမာလာဒီလို့ခေါ်ရမှာမော်လဒိုက်လို့ခေါ်လိုက်တော့ နောက်တိုင်းကလူတွေတို့ဥရောပလူတွေကခေါ်တဲ့အတိုင်းမော်တိုက်ဖြစ်သွားတယ်။အမှန်ကတော့မာလာဒီပ။နောက်တစ်ခါအဲ့ဒီရှေ့ဘက်နာကြည့်လိုက်တဲ့အခါကျတော့လင်္ကာဒီပ။လင်္ကာဒီပကိုသူတို့ဒေသအခေါ်လက်ကတိလို့ခေါ်တယ်။လက်ကတိဆိုတာလင်္ကာဒီပ။လင်္ကာဒီပနောက်ပိုင်းကျတော့ဥရောပဘက်ကကျူးကျော်သူတွေကစီလုံလို့ခေါ်ကြပြန်။ဟောစီလုံကနေနောက်အခုတော့ မြန်မာတွေကတော့တီဟိုလို့ခေါ်တယ်။နောက်ပိုင်းကျတော့တီရီလင်္ကာလို့ခုကနေခေါ်နေကြတယ်။ကျွန်းပဲ။အဲ့ဒီကျွန်းနိုင်ငံတွေရှိနေတာကျွန်းနိုင်ငံတွေဆိုတာတစ်ခါတခါရေအောက်ရောက်သွားတယ်တစ်ခါတခါရေပေါ်ပေါ်လာတာမျိုးတွေဟာကျွန်းတွေဆိုတာရှိတတ်တယ်လေ။အဲ့တော့မိတ္တဝေနကကိုဖောင်းနေမျောချလိုက်တဲ့အခါမျောသွားပြီးတော့ကျွန်းငယ်လေးတစ်ကျွန်းမှသွားပြီးတော့တင်းတယ်။ ခေါင်းကြီးတို့တိရိလင်္ကာမှာနေတော့ကကပူတော်ဘက်ကရေလုသားတွေပင်လယ်နဲ့ကန်းနဲ့ပိုင်ပင်လယ်နဲ့ကွာဝေးတဲ့ကန်းနဲ့ဝေးတဲ့ဒေသတွေမှာသူတို့ဟာဟိုပစုံတို့ငါးတို့ဖမ်းတာပေါ့နော်အဲ့ဒီချိန်မှာမုံတိုင်းမိပြီးတော့ကန်းကိုပြန်မရောက်နိုင်ကြဘူးမုံတိုင်းမိပြီးတော့လိုင်းနေတဲ့ကြီးပြီးပါသွားတာ သာသွားလို့ဘုန်းကြီးတို့နေတော့ကလူ20အစိတ်လောက်တိရိလင်္ကာကိုရောက်လာဘူးလေအဲဒီအဲ့လိုရောက်လာတဲ့လူတွေတည်းတချို့ဆိုလို့ရှိရင်ဒီဝလုံးလေးတစ်လုံးနဲ့ညောလာပြီးတော့တိရိလင်